ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်။သခိုင်းငလင်ကြီးအပြီးမှာတော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီတို့ကယာယီအပြစ်ရတယ်လို့အသီးသီးကြေညာခဲ့ပေမဲ့မြေပြင်မှာတော့တိုက်ပွဲတွေပိုပြင်းထန်လာတဲ့အကြောင်းဒီတစ်ပတ်ပြောပြပါမယ်။ ။သကိုင်းငလင်နောက်ဆက်တွဲအဆောက်အဦရှင်းလင်းတာတွေနဲ့လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေဆက်လုပ်နိုင်ဖို့အတွက်ဆိုပြီးမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ကမေလကုံအထိတလထထိုးပြီးတစ်ဖက်သက်အပြစ်ရကြောင်းမေတရက်နေ့ကကြေညာခဲ့ပါတယ်။နိုင်ငံတဝန်ထိုးစစ်တွေကြောင့်စစ်ကောင်စီအထိနာပြီးအင်အားချိနဲ့နေတဲ့အချိန်မှာအပြစ်ရတာကစစ်ကောင်စီကိုအားမွေးဖို့တခြားဒေသတွေကိုဖိနှိပ်ဖို့အတွက်အခွင့်အရေးပေးသလိုဖြစ်နိုင်တယ်ဆိုတဲ့စိုးရိမ်ချက်တွေပြည်သူလူထုကြားမှာဖြစ်ပေါ်နေပါတယ်။အထူးသဖြင့်စစ်ကောင်စီက 2025ဒီဇင်ဘာလမှာရွေးကောက်ပွဲလုပ်ပြီးနိုင်ငံရေးအရာထွက်ပေါက်ရဖို့ကြံစီနေတဲ့အချိန်မှာတော်လှန်ရေးတပ်တွေကစစ်ကောင်စီကိုအချိန်မပေးသင့်တော့ဘူးလို့စစ်ရေးလေလာသူတွေကသုံးသပ်ကြပါတယ်။ဒါပေမဲ့မြေပြင်မှာတော့ပြည်သူလူထုစိုးရိမ်တယ်လို့ဖြစ်နိုင်လားဘလို့ဖြစ်နေလဲဆိုတဲ့အကြောင်းဒီတစ်ပတ်မှာလေ့လာကြည့်ကြရအောင်ပါ။မတ်လ28ရက်နေ့ကသကိုင်းငလင်ကြီးလှုပ်ခတ်ပြီးရပိုင်းတွင်မှာတော်လှန်ရေးအဖွဲ့တွေနဲ့စစ်ကောင်စီတို့ကယာယီအပြစ်ရအကြောင်းအသီးသီးကြေညာပါတယ်။ ဒါပေမဲ့အစ်စ်ကောင်စီကတော့ငလင်းလှုပ်ပြီးနိုင်ပိုင်းအတွင်းမှာပဲနောင်ချိုကိုဘုံကျဲတယ်လို့အပြည့်ရက်ကြေညာထားပေမဲ့နေတိုင်းနိုင်ငံတော်ဘုံပတ်ကျဲခဲ့ပါတယ်။ယာယီအပြည့်ရက်သက်တမ်းကုံဆုံးချိန်ဧပြီနောက်ဆုံးပတ်ရောက်တဲ့အခါ KIA နဲ့ပူးပေါင်းတပ်တွေကဗမော်မြို့သိမ်းတိုက်ပွဲကိုလက်ဆတ်နိုင်ဖို့အပြင်းအထန်ထိုးစစ်ဆင်ပါတယ်။စစ်ကောင်စီကလည်းဖားကန့်ကိုစစ်ကူတွေပို့နိုင်ဖို့စစ်ကြောင်းထိုးရင်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပြန်ပါတယ်။ KNU KNLA ဥဆောင်တဲ့ပူးပေါင်းတပ်တွေကလည်း မြန်မာထိုင်းနယ်စပ်နဲ့တမဟာ6တမဟာ4စတဲ့ဒေသတွေမှာစစ်တပ်စခန်းတွေတပ်ရင်းတွေကိုအပြင်းအထန်ထိုးစစ်ဆင်ခဲ့ပါတယ်။ရခိုင်ပြည်နယ်နဲ့အေရဝတီအဆက်ရခိုင်ပြည်နယ်နဲ့ဘကိုးတိုင်းအဆက်ကစစ်တပ်စခန်းတွေကိုအာရခတပ်တော် AA နဲ့ပူးပေါင်းတပ်တွေကအရှိန်မြင့်ထိုးစစ်ဆင်ပါတယ်။တစ်ဖက်ကစစ်ကောင်စီဟာလည်းဆုံးရှုံးထားတဲ့မိုးပြဲမြို့နောင်ချိုမြို့တို့ကိုပြန်သိမ်းနိုင်ဖို့တံပြန်ထိုးစစ်ဆင်ပါတယ်။ဒါအပြင်မန္တလေးတိုင်းမတရားမြို့နယ်အရှိချမ်းကိုပြန်သိမ်းပိုင်နိုင်ရေး ထိုးစစ်ဆင်နေတာပါအလားတူပဲခူးတိုင်းစကိုင်းတိုင်းမကွေးတိုင်းတို့မှာလည်းဂျိုကြားတိုက်ပွဲတွေဖြစ်နေပြန်ပါတယ်ဒါကြောင့်တနိုင်ငံလုံးအနေနဲ့ခြုံကြည့်လိုက်တဲ့အခါစကိုင်းငလင်ကြီးလှုပ်ခဲ့ပေမဲ့လည်းဧပြီလနောက်ဆုံးဘက်ကဆက်လို့တိုက်ပွဲတွေဟာပိုပြင်းထန်လာနေပါတယ်တချို့ဒေသတွေမှာတော်လှန်ရေးတပ်တွေကထိုးစစ်ဆင်တာဖြစ်သလိုတချို့ဒေသတွေမှာတော့စစ်ကောင်စီကဆုံးရှုံးထားတဲ့ဒေသတွေပြန်ရဖို့တံပြန်ထိုးစစ်ဆင်တာဖြစ်ပါတယ် ဒီတော့ဗမော်မြို့သိမ်းတိုက်ပွဲနဲ့ဖားကန့်တိုက်ပွဲအကြောင်းအရင်ပြောပြပါမယ် KIA နဲ့ပူးပေါင်းတပ်တွေကဗမော်မြို့သိမ်းတိုက်ပွဲကို2024ဒီဇင်ဘာ4ရက်နေ့မှာစခဲ့တာပါအခုနောက်ဆုံးအခြေအနေကဗမော်မြို့ရဲ့အဓိကစစ်စခန်းဖြစ်တဲ့စကခ21ကိုသိမ်းနိုင်ဖို့နှိစက်နေပြီလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ကိုသိမ်းနိုင်ရင်ပြည်နယ်အတွင်းစစ်ရေးအရှိန်ပိုမြင့်လာလိမ့်မယ်လို့ဒေါ်လှရေးတပ်တွေကသုံးသပ်ပါတယ် ပြီးတော့ဖကန်လန်မဥပင်ရေကာတာဒေတာတိုက်ပွဲမှာစစ်တပ်အထိနာခဲ့တယ်လို့ဖကန်လဝါရွာတိုက်ပွဲမှာလည်းစစ်ကောင်စီနဲ့မင်းစေတန်ပြည်သူစစ်တွေအထိနာခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်စစ်တုံးပန်းတချို့ဖမ်းမိပြီးလက်နက်ခဲယံတွေကိုလည်း KIA ကသိမ်းဆီးရရှိခဲ့တာပါဖကန်လန်မှာစစ်ကောင်စီတပ်အင်အားအများအပြားနဲ့စစ်ရေးလှုပ်ရှားနေတယ်လို့မြစ်ကြီးနားမြို့နယ်မြစ်ဆုံဒေသမှာလည်းစစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားနေလို့တိုက်ပွဲတွေဆက်ရှိခဲ့ပါတယ် မိုးပြင်းနဲ့ဖားဆောင်တိုက်ပွဲအခြေအနေကရောဘလို့ရှိပါသလဲရှမ်းတောင်နဲ့ကရင်နီပြည်နယ်အဆက်ကမိုးပြင်းမြို့တိုက်ပွဲဟာလေးလကျော်ရှိလာပါပြီကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားတဲ့မိုးပြင်းမြို့ကိုပြန်ရဖို့အတွက်စစ်ကောင်စီကလေကြောင်းကနေပါအချိန်ရေရာနဲ့ချီဘုံကျဲနေပါတယ်စစ်ကောင်စီဟာမိုးပြင်းမြို့နယ်နှစ်မိုင်ကျော်กว่าမှာရှိတဲ့ခမာရ420ကိုအခြေပြုပြီးအင်အား900လောက်နဲ့မိုးပြင်းမြို့ထဲကိုဝင်နိုင်ဖို့စူးစမ်းနေစေဖြစ်ပါတယ် စစ်ရေးချက်လက်တွေအရမိုးရဲမြို့တွင်ကိုစစ်ကောင်စီစစ်ကြောင်းထိုးဝင်ခဲ့တဲ့ဒါမှမဟုတ်ဝင်လာနိုင်မဲ့နေရာ73ခုလောက်ရှိပါတယ်။ဧပြီလမတိုင်ခင်အထိစစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံရမှာစစ်ကောင်စီတပ်သား60ကျော်အထိသေဆုံးပြီးလက်နက်16လက်ရရှိထားတယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကပြောပါတယ်။ဧပြီလထဲမှာတော့စစ်ကောင်စီက3ရင်း W ဟာ3ပြီးအင်အား300လောက်နဲ့ထိုးစစ်စင်တာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ April 29-28ရက်နေ့ထိုးစစ်မှာအရင်အကြိမ်တွေထက်၄ချောင်းလက်နက်ကြီးတွေပိုသုံးခဲ့တာကြောင့်ကရင်နီပူးပေါင်းတပ်တွေကကာကင်းစခန်းတစ်ခုကိုဆွန့်လွှတ်လိုက်ရပြီးရဲဘော်တအူးကြာဆုံးခဲ့ရပါတယ်။လက်ရှိမှာလည်းစစ်ကောင်စီဘက်ကမိုးပြဲမြို့ကိုအလုံးအရင်းနဲ့ထပ်ပြီးထိုးစစ်ဆင်နိုင်ဖို့မြေပြင်စစ်အင်အားတွေဖြည့်တာနဲ့ PNO ပြည်သူစစ်တွေပါခေါ်သုံးဖို့အစီအစဉ်နေတယ်လို့ရှမ်းတောင်စစ်ဒေသဗျူဟာတည့်ရဲ့တာဝန်ရှိသူကအသိပေးပါတယ်။မိုးပြဲမြို့ကိုစစ်ကောင်စီရကျင်တာက ကရင်နီရဲ့မြို့တော်လွိုင်းကော်နဲ့မိုးပြေဆက်ထားတဲ့လမ်းမကြီးကိုထိမ့်ချုပ်ပြီးတော့ရှမ်းတောင်ကနေကရင်နီပြည်နယ်တဲကိုအလွဲတကူစစ်ကူပို့နိုင်တဲ့အခြေအနေမျိုးကြောင့်လို့စစ်ဘက်သတင်းရင်းမြစ်တချို့ကသုံးသပ်ပါတယ်။အဲ့ဒီလိုပဲကရင်နီပူပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်နေတဲ့ဖားဆောင်မြို့ရဲ့နောက်ဆုံးလက်ကျန်ခလာရ134နဲ့135တပ်အတွက်ရေကိုတောင်လေရင်သုံးပြီးစစ်ကောင်စီကပို့ပေးနေရတယ်လို့ ကရင်နေပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဗဟိုစစ်ဦးစီးတပ်ရင်အမှတ်626တာဝန်ရှိသူကပြောပါရယ်။ဖားဆောင်မျိုးမကြရေးအတွက်စစ်ကောင်စီကထောက်ပို့လေရင်နဲ့ရိတ်ခါခဲရန်ဖြစ်တင်းမှုတွေလှုပ်ဆောင်နေကြောင်းကင်းထောက် drone နဲ့လည်းထောက်လန်းပြီးလက်နက်ကြီးတွေနေစဉ်ရက်ဆက်ပစ်ခတ်တာ drone နဲ့ဘုံချတိုက်ခိုက်တာတွေလုပ်နေကြောင်းသိရပါရယ်။ပြီးခဲ့တဲ့2024 February လကုန်မှာစခဲ့တဲ့ဖားဆောင်မျိုးတိုင်းတိုက်ပွဲမှာစစ်ကောင်စီစခန်း6ခုနဲ့ကာကင်းနေရာ3ခုကို ကရင်နီတပ်ပေါင်းစုကသိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်အခြေစိုက်တပ်ရင်းနှစ်ခုဖြစ်တဲ့ခလာရ134နဲ့135တို့ပဲကျန်ရှိနေတာဖြစ်ပါတယ်။နောင်ချိုတောင်ခမ်းတိုက်ပွဲအကြောင်းဆက်ပြောပြပါမယ်။ရှမ်းမြောက်ကနောင်ချိုမြို့နယ်တောင်ခမ်းဒေသမှာလည်းတိုက်ပွဲပြင်းထန်နေပါတယ်။စစ်ကောင်စီတပ်ကနောင်လင်ကျေးရွာကိုသိမ်းပိုက်ပြီးတဲ့နောက်နောင်ချိုမြို့စီကိုတမန်ကျော်ရှေ့တိုးလာနိုင်ခဲ့ပါတယ်။အမြောက်တပ်ရင်းတွေရှိတဲ့တောင်ခမ်းဒေသကစစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မတ်လတတိယပတ်မှာ တောင်ခန်းကျေးရွာအနီးကမဲပုတ်ရွာကိုသိမ်းနိုင်ခဲ့ပါတယ်။နောက်တလအကြာမှာတော့မဲပုတ်ရွာကနေတမိုင်းကျော်ဝေးတဲ့နောင်လင်းရွာကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။နောင်ချိုဒေသမှာနောင်လင်းရွာနမေတူနှစ်ရွာရှိပါတယ်။နောင်ချိုမြို့တောင်ဘက်ကရက်နားမှာလည်းနောင်လင်းရွာဆိုပြီးရှိပါသေးတယ်။အဲ့ဒီနောင်လင်းကိုတော့ကံကြီးနောင်လင်းလို့ခေါ်ပြီးအခုစစ်တပ်သိမ်းနိုင်ခဲ့တဲ့နောင်လင်းကမဲပုတ်ရွာနာကဖြစ်လို့မဲပုတ်နောင်လင်းလို့ဒေသခံတွေကခေါ်ပါတယ်။ လက်ရှိစစ်ကောင်စီတပ်ရောက်နေတဲ့နောင်လင်ကျေးရွာကနောင်ချိုမြို့နယ်16မိုင်ကျော်ကွာဝေးပါသေးတယ်။ဒါပေမဲ့တောင်ခမ်းဒေသမှာစစ်ကောင်စီတပ်အသာရလာတာတော်လှန်ရေးတပ်တွေကအမြောက်တပ်ရင်းတွေကိုပိတ်ဆို့ထားရကနေဆုတ်ခွာပေးလာရတာနောင်ချိုမြို့ဘက်လာရလမ်းပိုင်းကမဲပုတ်ရွာကိုစစ်ကောင်စီတပ်တွေရောက်လာတာတွေကစိတ်ပူနေရတဲ့အခြေအနေတော့ဖြစ်လာတယ်လို့ဒေသခံတအူကပြောပါတယ်။တအန်းတက်မတော် TNLA ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA နဲ့ပူးပေါင်းတပ်တွေက နောင်ချိုမြို့နယ်မိုင်20ခန့်ဝေးတဲ့စစ်ကောင်စီရဲ့အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်အပအဝင်အမြောက်တပ်ရင်း၄ခုအထိရှိနေတဲ့တောက်ခမ်းဒေသတိုက်ပွဲဟာ6လဝန်းကျင်ကြာမြင့်လာပြီဖြစ်ပါတယ်။အမတ406နဲ့အမတ206အမြောက်တပ်ရင်းနှစ်ခုကိုတော့2024 August 28ရက်နေ့မှာ TNLA နဲ့ပူးပေါင်းတပ်တွေကသိမ်းနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ကြံအမြောက်တပ်နှစ်ခုကိုဆက်ပြီးထိုးစစ်ဆင်ခဲ့ပေမဲ့မသိမ်းပိုက်နိုင်ခဲ့ပါဘူး။နောက်ပိုင်းမှာစစ်တပ်က တောင်ခန်းကိုတံပြန်ထိုးဆစ်ဆင်ပြီးနောင်ချိုအထိပြန်သိမ်းဖို့ကြိုးစားနေတာဖြစ်ပါတယ်။နောက်ပြီးကရင်ပြည်နယ်ကော့ဂရိတ်ကြုံတိုးတိုက်ပွဲအခြေအနေကိုလည်းဆက်ပြောပါမယ်။ KNU တပ်မဟာ6နယ်မြေတွင်းမှလည်း KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေဟာမြန်မာထိုင်းနယ်စပ်ကစစ်တပ်စခန်းတွေကိုဇက်တိုက်သိမ်းယူနေသလိုကော့ဂရိတ်နယ်ကြုံတိုးမြို့ဝန်းကျင်အာရှလန်တလျှောက်မှလည်းဧပြီလကစပြီးတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ကော့ဂရိတ်မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေမှာတိုက်ပွဲပြင်းထန်နေသလို ကော့ကရိတ်ကြုံတိုးမြို့လမ်းပိုင်းတလျှောက်နဲ့မြို့အနီးဝန်းကျင်တွေမှာလည်းတိုက်ပွဲတွေ ပြင်းထန်နေတာပါ။ဒါအပြင်တော်လှန်ရေးပူးပေါင်းတပ်တွေကကော့ကရိတ်မြို့နဲ့ကြုံတိုးမြို့တွေကိုဝန်းရံပိတ်ဆို့ထားတယ်လို့အဲ့ဒီဒေတာမှရှိတဲ့ PDF တက်ရင်မှုတူကပြောပါရယ်။ဒေါနာတောင်ပေါ်မှာရောက်နေတာတနစ်ကျော်ပြီဖြစ်တဲ့အောင်စရာစစ်ကြောင်းကလည်းအပိုင်ပိုင်ပိတ်ဆို့ခံနေရပါရယ်။ဒါအပြင်တနင်္သာရီတိုင်းမှာလည်း KNLA PDF နဲ့ပူးပေါင်းတပ်တွေကစစ်တပ်စခန်းတွေ view ဟာတွေကိုတခုပြီးတခုသိမ်းပိုက်နေပါရယ်။ ဒီအခြေအနေတွေကြောင့်နိုင်ငံတော်ဝန်တိုက်ပွဲတွေပြင်းထန်နေတာကမြင်သာတဲ့အချက်ဖြစ်ပါတယ်။ဒါအပြင်ကြံဒေသတချို့မှာလည်းတိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပါသေးတယ်။တရုတ်အစိုးရရဲ့ဂျာဝင်စီစဉ်မှုအရ PSLF TNLA နဲ့စစ်ကောင်စီတို့ဟာ April 28ရက်နဲ့29ရက်နေ့တွေမှာအပြစ်အခက်ရက်စဲနိုင်ဖို့တရုတ်နိုင်ငံကုမင်းမြို့မှာဆွေးနွေးခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီကိုယ်စားလှယ်က TNLA တင်ထားတဲ့နောင်ချိုကြောက်မဲတီဘောမိုးကုံနဲ့မိုးမိတ် စတဲ့ဒေသတွေကနေစုတ်ခွာဖို့တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်ဒီတောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်တွေကသဘောမတူနိုင်ခဲ့တာကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုရှေ့မတိုးနိုင်ပဲဖြစ်ခဲ့တယ်လို့မေလ2ရက်နေ့မှာ TNLA ကထုတ်ပြန်ပါတယ်။ဒါကြောင့်စစ်အုပ်စုကသူလိုချင်တဲ့ဒေသတွေကို ပြန်ရအောင်ဖိအားပေးနိုင်ဖို့တံပြန်ထိုးစစ်ဆင်တာလေကြောင်းကနေဘုံကျဲတာတွေဆက်လုပ်နေမှာဖြစ်တဲ့အတွက် TNLA ကအပြစ်ရတဲ့ဆိုပေမဲ့တိုက်ပွဲတွေကဆက်ရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီလိုပဲအေအေဥဆောင်တဲ့ပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တို့ကလည်းရခိုင်နဲ့အေယာဝတီအဆက်ရခိုင်နဲ့ပဲခူးအဆက်ရခိုင်နဲ့မကွေးအဆက်တွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ဒါအပြင်စစ်တွေကြောက်ဖြူမြို့နယ်တို့မှာလည်းတိုက်ပွဲဖြစ်နေတာပါ။အေအေကအပြစ်ရပ်ပေမဲ့စစ်ကောင်စီကတိုက်နေမှာဖြစ်တဲ့အတွက်တိုက်ပွဲတွေကလျှော့သွားဖို့မရှိဘူးလို့စစ်ရေးလေလာသူတွေကသုံးသပ်ပါတယ်။နိုင်ငံတဝန်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာပြန့်ကျဲနေတာကြောင့်စစ်တပ်ကိုအင်အားချိနေအောင်လုပ်နိုင်ပေမဲ့ စစ်ကောင်စီပြုတ်ကျဖို့ဆိုရင်တော့စစ်တပ်အထင်အားဆုံးဖြစ်စေမဲ့နေရာတွေကိုဒေါ်လာရေးတက်တွေကပူပေါင်းထိုးစစ်ဆင်တဲ့ထိုးစစ်ကြီးလိုအပ်တယ်လို့စစ်ရေးလေလာသူတွေကသုံးသပ်ပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီကဆုံးရှုံးထားတဲ့မြို့တွေကိုပြန်သိမ်းပိုင်မယ်လို့ကြေညာထားပါတယ်။စစ်ကောင်စီက2025နှစ်ကုန်ရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားပြီးလက်တွေ့လုံနိုင်ခဲ့ရင်တော့စစ်အုပ်စုလိုချင်တဲ့နိုင်ငံတကာအသိအမှတ်ပြုမှုကိုအထက်အလျောက်ရသွားနိုင်တယ်လို့နိုင်ငံရေးလေလာသူတချို့ကသုံးသပ်ပါတယ်။ ဒါကြောင့်စစ်အုပ်စုကြမ်းစီသလိုမဖြစ်ဖို့စစ်ကောင်စီကိုစစ်ရေးအရာချိန်မုံဖို့ဆိုရင်တော်လှန်ရေးတပ်တွေအတွက်အချိန်အများကြီးမကျန်တော့ဘူးလို့သုံးသပ်ကြတာပါအခုမေလကနေဆိုရင်အချိန်9လပဲကျန်တော့တာကြောင့်ဒီကာလအတွင်းမှာတော်လှန်ရေးတပ်တွေကတနိုင်ငံလုံးအဆင့်ပူပေါင်းထိုးစစ်ကြီးဆင်နွှဲပြီးစစ်အုပ်စုကိုအဆုံးသတ်ဖို့လိုတယ်လို့စစ်ရေးလေလာသူတွေကဆိုပါတယ်ဒါကြောင့်တော်လှန်ရေးတပ်တွေကြားမှာစီလုံးမှုနဲ့ပူပေါင်းဆောင်ရွက်မှုလိုအပ်တယ်လို့သူတို့ကသုံးသပ်ထားကြပါတယ်ရှင် People's Spring ရဲ့အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုတော့တနင်္ဂနွေနေ့မနက်၈နာရီချိန်ထဲမှာကြည့်ရှုနိုင်ပါတယ်ရှင်။ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတပ်ကိုပဲတောက်သုံးပါ။ဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပို့ပွက်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်။